ပြီးခဲ့တဲ့နှစ်ကတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုတွေဟာမြင့်တက်ခဲ့ပေမယ့်တရုတ်ကာကွယ်ကုမ္ပဏီရှစ်ခုရဲ့စုစုပေါင်းဝင်ငွေဟာတိသာစွာကျော်ကျခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဆွေဒင်အခြေဆိုင် Stockholm နိုင်ငံကငြိမ်းချမ်းရေးသုတေသ Institute Cbrie ရဲ့လက်နက်ရောင်းချမှုအများဆုံးတော့ဝမ်ဒရက်စင်းမှာပါဝင်တယ်။တရုတ်ကာကွယ်ကုမ္ပဏီရှစ်ခုရဲ့ဝင်ငွေစုစုပေါင်းဟာ30ရာခိုင်နှုန်းဒေါ်လာ88.3မီလီယံကျော်ကျခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ကာကွယ်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့စွမ်းဆောင်ရည်ဟာ ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့နှိုင်းယှဉ်တိသာစွာကြာစင်းနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ကြပါဖော်ပြခဲ့ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာကမ္ဘာလုံးဆိုင်ရာလက်နက်ရာဝတ်တွေနဲ့မြင့်တက်မှုနဲ့အတူကာကွယ်ပစ္စည်းထုတ်လုပ်မှုတွေကလည်းဝေဝေတွေမြင့်တက်ခဲ့တယ်လို့စီဘရီကဖော်ပြခဲ့ပါတယ်။ယူကရိန်းစစ်ပွဲ၊ဂါဇာစစ်ပွဲနဲ့ဒေသတွေကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေကြောင့်ကမ္ဘာတွင်းလက်နက်တွေနဲ့စစ်ပစ္စည်းကုမ္ပဏီတွေရဲ့ဝေဝေတွေမြင့်တက်နေခြင်းနဲ့တရုတ်ရဲ့ကာကွယ်ကဏ္ဍကနေဝေဝေရောကြမှုဟာစံကျင်ဘက်အခြေအနေဖြစ်နေပါတယ်။ ယ်။တရုတ်ရဲ့လက်နက်ရာဝယ်ရေးကဏ္ဍမှာအာဂရီလိုင်စားမှုစွဲချက်တွေကြောင့်2024ခုနှစ်ထဲမှာအဒီကလက်နက်ကန်ထရိုက်တွေရွှေ့ဆိုင်တာဒါမှမဟုတ်ဖျက်သိမ်းတာတွေရှိခဲ့ပါတယ်လို့စီဘရီရဲ့စစ်ဘက်အသုံးစိမ့်နဲ့လက်နက်တွေထုတ်လုပ်ရေးပရိုဂရမ်ရဲ့ဒရိုက်တာနန်တီယန်ကပြောကြားခဲ့ပါတယ်။2022ခုနှစ်ကတရုတ်တပ်မတော်ရှီချင်းပြင်ရဲ့အမိန့်နဲ့အာဂရီလိုင်စားမှုတိုက်ဖျက်လှုံ့ဆော်မှုမှာပြင်းပထားခံခဲ့ရတဲ့အဖွဲ့အစည်းတွေနဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကလည်းတခုအပါအဝင်ဖြစ်ခဲ့ပါတယ်။2023ခုနှစ်မှာတရုတ်ရဲ့ဒုံ ကြီးတပ်ဖွဲ့ဟာအားရလိုက်စားမှုနဲ့ပြင်ပထားခံခဲ့ရပြီးနောက်စစ်တပ်ရဲ့အမြင့်ပိုင်းအလွာဒီအားရလိုက်စားမှုတွေကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။အောက်တိုဘာလထဲမှာလည်းတရုတ်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးရှီဟူဟာအာနာယကွန်မြူနတီပါတီကနေထုတ်ပယ်ခံခဲ့ရပါတယ်။ဒီဗိုလ်ချုပ်ကြီးတွေနဲ့တရုတ်ရဲ့နမတ်နဲ့အစင်ဗိုလ်ချုပ်ကြီးဟီဝေတုံလည်းပါဝင်ခဲ့ပါတယ်။ဟီဟာတရုတ်ရဲ့အမြင့်ဆုံးစစ်ဌာနချုပ်အဖွဲ့အစည်းဖြစ်တဲ့ဗိုလ်စစ်ကော်မရှင်မှာ ရှီရဲ့လက်အောက်ပါဒုတိယဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အာရှနဲ့အနောက်နိုင်ငံတွေကအတန်တပန်တွေကတော့ တရုတ်ရဲ့အာရီလန်စားမှုတိုက်ပြိုက်လှုံရှားမှုတွေဟာတရုတ်ရဲ့မြင့်တက်လာတဲ့စစ်အင်အားတိစောက်မှုပေါ်ဘလို့တက်ရောက်မှုရှိမလဲဆိုတာလေးလာနေကြောင်းပြောကြားခဲ့ပါတယ်။